ုံခဲ့တဲ့တစ်ပတ်ကကျွန်တော်တင်ဆက်ခဲ့တဲ့ဗီဒီယိုမှာအစ္စရေးနဲ့အီရန်တို့ရဲ့စစ်ပွဲကနေကမ္ဘာ့အင်အားကြီးနိုင်ငံတွေပါဝင်လာပြီးတော့တတိယကမ္ဘာစစ်ကိုဥတီနိုင်စီသလားဆိုတဲ့အဖြေကတော့တဖြည်းဖြည်းချင်းယုံလုံးပေါ်လာခဲ့ပါပြီ။ဒီကနေ့ဇွန်လ22ရက်နေ့မနက်ခင်းပိုင်းမှာတော့အမေရိကန်ကအီရန်နိုင်ငံရဲ့ယူရေနီယံသန့်စင်ဇက်တွေနျူကလ িয়ার ထုတ်လုပ်နေတယ်လို့ယူဆရတဲ့စက်ယုံတွေကိုမဟာဗျူဟာမြောက် B2 ပုံကျဲလေယာဉ်တွေနဲ့ဝင်ရောက်တိုက်ခိုက်ချေမှုန်းဖျက်ဆီးခဲ့ပါလေ။ ားလုံးပဲမင်္ဂလာပါ Bummy's Knowledge Hub Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမစရခင်မှာ Channel လေးကို Like and Subscribe ပြုလုပ်ပေးသွားဖို့လည်းမေတ္တာရက်ခံကြပါတယ် Zone 22ရဲ့နေမနက်ခင်းမှာတော့ American လေတက်က B2 မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေကိုတုံးပြီးတော့အီရန်နိုင်ငံအတွင်းမှာရှိတဲ့ Ford စက်ရုံ Nathan စက်ရုံတွေကိုဘုံကျဲဖျက်ဆီးခဲ့ပါတယ်ဒီစက်ရုံတွေဟာဆိုရင် American CIA နဲ့ Israel Mossad တို့က နျူကလ িয়ার လက်နက်ထုတ်လုပ်စမ်းသပ်နေတယ်လို့အခိုင်အမာပြောဆိုထားတဲ့စက်ယုံတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကပဲအီရန်ဘက်ကနေဒါဒီစက်ယုံတွေကနျူကလ িয়ার စွမ်းအင်အတွက်အသုံးပြုနေတာဖြစ်ပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်နေတာမဟုတ်ကြောင်းနဲ့အီရန်အနေနဲ့နျူလက်နက်ကိုပိုင်ဆိုင်လိုစိတ်လည်းမရှိဘူးဆိုပြီးတော့ညှင်းဆိုထားပါတယ်။ဒီညှင်းဆိုချက်ကဒေါ်နယ်ထရန့်လိုတယူသံတယောက်အတွက်လုံးမဖြစ်ခဲ့ပါဘူး။ ါကြောင့် new လက်နက်မပြန့် بوا ရင်းနဲ့အစ္စရေးတို့နဲ့အတူထပ်တူရပ်တူကြောင်းကိုပြတ်တဲ့အနေနဲ့အဆိုပါဆက်ယုံတီနေရာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်အီရန်တို့ကလည်းအရှိအလယ်ပိုင်းမှာရှိတဲ့အမေရိကန်တို့ရဲ့စီးရင်ပြတ်မှတ်တွေနဲ့စစ်ခြေဆိုင်စခန်းတွေကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအရာတိုလာအနီကမ်မီနီကပြောကြားခဲ့ပြီးတော့စစ်ပွဲကိုဆင်နွှဲဖို့တတင်းရဝင်လက်ခံသွားခဲ့ပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာပဲအစ္စရေးတို့ရဲ့ဒီတိုက်ခိုက်မှုတွေကြောင်း အီရန်ထိပ်တန်းစစ်ပူချုပ်၁၂ဦးအပါအဝင်အရသား400ကျော်ခန့်မှာအသက်ဆုံးရှုံးခဲ့ရတဲ့အပြင်ယခုအမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်နျူကလ িয়ার စစ်ရုံတွေလုံးဝဖျက်ဆီးခဲ့ရတာဟာအီရန်တို့အတွက်တော့အလွန်ကိုအထိနာစေခဲ့ပါတယ်။ဒီဘုံကျဲမှုမှာဆိုရင်အချိန်တော်တော်ကြာကြာစစ်ပွဲတွေရဲ့ဝင်မှာမတွေ့မြင်ရတာကြာပြီဖြစ်တဲ့ B2 မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ကြီးတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Medium ကထုတ်ပြန်တဲ့သတင်းတွေအရ White Man Air Force Base ကနေ B2 ဘုံကျဲလေယာဉ်ခုနှစ်စီးလောက်စတင်ပြန်တက်ခဲ့ပြီးတော့မှဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။စစ်စင်ရေးရ White Man Air Force Base ကနေအီရန်နိုင်ငံအတွင်းထီကိုပြန်တမ်းဘုံကျဲဖို့ဆိုရင် နိုင်ယူပေါင်းများစွာကြာမြင့်မှာဖြစ်တာကြောင့်အမေရိကန်ကနေအီရန်ကိုအသွားပြန်နိုင်40နီးပါးရှိမယ်လို့လည်းခန့်မှန်းရပါတယ် ကြောင့်တကယ်တဲ့စစ်စင်ရေးစတင်ခဲ့တဲ့ဇွန်လ22ရက်နေ့ကတည်းကဖြစ်တယ်လို့ဆိုရမှာပါတကယ်တော့ဒီခီအကွာဝေးကို B2 လေရင်တွေကဇက်တိုက်ပြန်တန်းနိုင်တဲ့အထိလောင်းစားတင်ဆောင်နိုင်ခြင်းမရှိပါဘူးဒါကြောင့်လမ်းမှာရှိတဲ့ KC46 တန်ကားလို့ခေါ်တဲ့စီဖြစ်လေရင်ကြီးတွေနဲ့ဝေဟင်မှာပဲလောင်းစားထပ်မံဖြည့်တင်းပေးခဲ့ရပါတယ်ဒါအပြင်ကမှ B2 လေရင်တွေဟာတစည်းချင်းပြန်တန်းလို့လည်းမရနိုင်ပါဘူး ဂလုံးလေးလံပြီးတော့ဖြတ်အားပြင်းတဲ့ဘုံတွေကိုတည်ဆောင်ပြီးတော့ကျဲချယုံကဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဝေဟမရန်သူလီတက်နဲ့ .5 ရင်ဆိုင်ရပြီဆိုရင်ဒီ B2 လေယာဉ်ကြီးတွေကိုကာဝယ်ဖို့အရင်အနေနဲ့ Jet Fighter လေယာဉ်တွေကဝန်းရံလိုက်ပါရပါတယ်။ဒါကြောင့်ဒီတိုက်ခိုက်မှုအတွက်အမေရိကန်တို့သုံးဆွဲခဲ့တဲ့ငွေပမာဏဟာဒေါ်လာ30ကျော်ပတ်ဝန်းကျင်ရှိနိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်အီရန်တို့ရဲ့နျူကလ িয়ার စက်ရုံတွေအစမ်းအမကျင်ဖျက်ဆီးသွားရလောက်အောင်ဒီအမေရိကန်တို့ဘလို့လက်နက်အမျိုးအစားတွေကိုသုံးခဲ့ကြတာလဲတတိယနေ့ရတော့ GPU 57 mob လို့ခေါ်တဲ့အကြီးစားဘန်ခါဖြတ်ဘုံကြီးတွေဖြစ်ပြီးတော့ဒီဘုံတွေဟာတလုံးချင်းစီရဲ့အလေးချိန်ဟာဆိုရင်ပေါင်3000လောက်ထိအလေးချိန်ရှိပါတယ် ပေါင်း3000လေးချိန်ကိုမိတ်ဆွေမြင်းသားကိုပြောပြရရင်ပုံမှန်ကိုအလေးချိန်ပေါင်း130ရှိတဲ့လူပေါင်းအယောက်230စာလောက်ကိုအလေးချိန်ရှိပါတယ်။ဒီပုံကြီးတွေနဲ့ဖော်တိုဆက်ယုံကို6လုံး၊နာတန်ဆက်ယုံကို2လုံးကျဲချခဲ့တာပါ။ဒါအပြင်ကမှတော်ဟမ်ဒေါ့ဒုံးပြေ30ကိုလည်းပြစ်လွတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအင်ဖြူတော်ကနေဓာတ်ရိုက်ကြီးစုနေခဲ့တာပါ။ စစ်စင်ရင်ပြပြချင်မှာပဲအီရန်တို့ရဲ့နျူကလ িয়ার ဆက်ရုံတွေအလုံးစုံ ပြတ်သုံးသွားပြီလို့ဒေါ်နယ်ထရန့်ကကြေညာခဲ့ပါတယ်။ဒါပေမဲ့လည်းဂျိုရုတပ်ပုံတွေအရတော့ထိခိုက်မှု အနည်းငယ်ကိုသာတွေ့ရှိရပြီးတော့တကယ်လို့ GPU 57လိုမျိုးဘုံးနေနဲ့တိုက်ခိုက်ခဲ့တာဆိုရင်မြေပြင်မှာဒီထက်ပိုတဲ့အပျက်စီးတွေကိုတွေ့မြင်ရမှာပါ။ဒါပေမဲ့အခုထိတော့ဒီလိုကြီးမားတဲ့အပျက်စီးတွေကိုတွေ့မြင်ရခြင်းမရှိသေးပါဘူး။ဒါကြောင့်မဲနိုင်ငံတကာကလည်းဒီတိုက်ခိုက်မှုကအောင်မြင်သလားကြာရှုံးသလားဆိုတာစောင့်ကြည့်နေကြပါရဲ့။ satellite image တွေအရတောင်တွေရဲ့အတွင်ပိုင်းတွေကိုဘုံတွေကဖောက်ဝင်သွားပြီးတဲ့နေရာတွေကိုတွေ့ရတယ်လို့ဆိုပါတယ်ဒါပေမဲ့ math တွေပြောသလိုအရန်ကိုနှက်တဲ့မြေပြင်ရဲ့အောက်မီတာ150လောက်မှသာဆက်ယုံနေဖို့တည်ထားခဲ့မယ်ဆိုရင်မထီးကိုက်နိုင်ဘူးဆိုတဲ့သဘောကိုလည်းတက်ရောက်နေပါတယ်ဒါအပြင်ကောဖော်တိုဆက်ယုံမှာလားအမေရိကန်နဲ့အစ္စရေးတို့ဆွဆွဲပြောဆိုနေတယ်လို့ယူရေနီယံတွေရှိမယ်ဆိုရင်ဒီတိုက်ခိုက်မှုကြောင့်နျူကလ িয়ার ပေါက်ဖွဲ့မှုအကြီးစားကြီးလည်းဖြစ်ပေါ်လာရမှာဖြစ်ပါတယ် ါပေမဲ့ဒီချိန်ကြီးတော့ဒီလိုခြေရလက်ရမျိုးကိုလည်းမတွေ့ရသေးပါဘူး။ဒါ့အပြင်ကတိုက်ခိုက်မှုက ဖြစ်ပေါ်ရင်ရပိုင်းအလိုမှာပဲအီရန်တို့ကလည်းစက်ယုံရဲ့ဝင်ပေါက်တွေကိုသဲတွေနဲ့ဖိုးခဲ့ပြီးတော့အကယ်၍ဘုံးတွေကျလာခဲ့ရင်ထိခိုက်ပျက်စီးမှုနည်းအောင်လှုပ်ဆောင်နေတာတွေကိုလည်းဂျူရုတပ်ပုံတွေကနေတစင်မြင်တွေ့ခဲ့ကြရပါတယ်။ဒါကြောင့်မဲအမေရိကန်တို့အနေနဲ့ B2 အမြောင်အများပေါ်မှာ GPU 57ကိုဘုံးနေတင်ဆောင်ပြီးတော့ကမ္ဘာတစ်ဖက်ချမ်းကိုလာရောက်တိုက်ခိုက်ခဲ့ရတာဟာမန်ချက်နဲ့နန်းတွက်မကိုက်ခဲ့ဘူးလို့ပဲပြောရမှာဖြစ်ပါတယ် ဒါအပြင်ကမှကုံချားစိတ်ကလည်းအလွန်များပြားခဲ့တာကြောင့်နောက်တစ်ချိန်လာရောက်တိုက်ခိုက်အောင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဘလူးပဲဖြစ်ဖြစ်လက်ရှိအခြေအနေတွေကတော့အမေရိကန်ကစစ်ပွဲထဲမှာတရားဝင်ဝင်ရောက်လာပြီးတော့တခြားရန်ပတ်တွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ပါဝင်ရောက်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့လူသားမျိုးနွယ်အတွက်မျိုးသုံးချင်းအစပဲလို့ပြောရပါလိမ့်မယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့သူတွေများအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုပြ